ပရိသတ်များအားလုံးပဲမင်္ဂလာပါ Glassy Movie Recap Channel ရနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါစီတနေ့တစ်မျိုးမရိုးရအောင်တင်ဆက်ပေးနေကြတဲ့ဒီတစ်ခါမှလည်းပဲ2004ခုနှစ်ကထွက်ရှိခဲ့ပြီးတော့နာမည်ကြီးခဲ့တဲ့ Shutter ဆိုတဲ့ Thai Horror ဇာတ်ကားကောင်းလေးတကားကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ထုံးစံတိုင်းဇလန်လေးကို Master တင်ကေမှာတော်ကီလေးနည်းနည်းလောက်ပွားပြစီခင်ဗျာ Horror ဇလန်နေမှာဆိုရင်နာမည်တစ်လုံးနဲ့နေလာခဲ့တဲ့ Thai နေက Horror နဲ့ပတ်သက်လာရင်ဘလောက်ထိခီးရောက်ခဲ့တယ်ဆိုတာ လွန်ခဲ့တဲ့နှစ်ပေါင်း20ကျော်လောက်ကထွက်ထားတဲ့ဒီဇာကောက်ကိုကြည့်မယ်ဆိုရင်တည်သွားပါလိမ့်မယ်ဒီဇာကောက်ကလွန်ခဲ့တဲ့နှစ်20ကျော်လောက်ကရိုက်ထားတာဖြစ်တာအကြောင်းမလို့နီးပညာ၃နာရီသိမ့်မပါဝင်မင်းနဲ့ဇလန်းသားတသက်နေကိုမှကြောက်စရာကောင်းအောင်ရိုက်ကူးပေးထားအကြောင်းမလို့အဲ့အရာဒီကိုရိုက်ပြကြရီပီးစန်းတနာခွန်နဲ့ပတ်ပွန်းတို့ရဲ့အရေးချင်းကိုအတိမတ်ပြရမှာဖြစ်ပါရီ IMDb အဆင့်သတ်မှတ်ချက်မှာလည်းပဲ7.1အထိရရှိထားတဲ့ကားဖြစ်တာအကြောင်းမလို့မလိုတန်းကြည့်ရှုသင့်တဲ့ကားတကားလည်းဖြစ်ပါရီကဲဒီတော့အစင်လာမပြတ်မင်္ဂလာ recap လေးကိုတင်ဆက်လိုက်အောင်ခင်ဗျာ โอเคပါကျွန်တော်ကတော့ GMR ကရှင်းသူပဲဖြစ်ပါတယ်ဇလန်းဆာမှာတော့ចောင်းကလေးကတွေးလာကြတဲ့တန်တို့ငွေချင်းအုပ်စုကသူတို့တွေကဘော်ဒါရကောင်ရဲ့မင်္ဂလာဆောင်ကိုအចောင်းပြပြီးတော့ပါတီပွဲတစ်ခုကျင်းပကအရက်တောင်းနေခဲ့ကြပါတယ်အဲ့မှာတန်နဲ့တူတူသူနဲ့တွေးလာတာ၄နှစ်လောက်ရှိပြီဖြစ်တဲ့သူ့ရဲ့ကောင်မလေးချိန်ကလေတန်တို့နဲ့တူတူတဝိုင်းနဲ့ထိုင်နေခဲ့ကြပါတယ်အားလုံးကတက္ကသိုလ်ကငွေချင်းတွေဖြစ်တာအကြောင်းမလို့တယောက်ចောင်းကိုတယောက်ကအတွင်းသည့်အစင်းသည့်တည်နေခဲ့ကြပြီးတော့အချင်းချင်းကလည်းငွေကြေးငွေနာတွေကိုပြန်ဖော်နေခဲ့ကြပါတယ် ။အဲဒီလိုထဲမှာတော့တန်ကဓာတ်ပုံဆရာတယောက်ဖြစ်ပြီးတော့သူ့ရဲ့ကောင်မလေးဂျိန်ကတော့ဓာတ်ပုံပညာသင်ယူနေတဲ့ចောင်းသားတယောက်လည်းဖြစ်ပါရည်။ဘိုရာရဲ့မင်္ဂလာပွဲကိုအကြောင်းပြုပြီးတော့ရှက်ကီကိုရှယ်ဆွဲကြပြီးတဲ့နောက်မှာတော့တန်နဲ့ဂျိန်တို့ကကားမောင်းပြီးတော့ပြန်လာခဲ့ကြပါရည်။တန်တော်တော်လေးကိုတောက်ထားအကြောင်းမလို့ဂျိန်ကကားကိုမောင်းလာခဲ့ပါရည်။နှစ်ယောက်သားကစကားတပြောပြောနဲ့ကားမောင်းပြန်လာခဲ့ရင်နေတနီယာရောက်မှာတော့ရုတ်တရက်ဂျိန်ကကားလမ်းပေါ်တက်လာတဲ့ကောင်မလေးတယောက်ကိုမမြင်လိုက်ဖဲနဲ့တိုက်မိသွားပါရည်။ကောင်မလေးကဂျိန်တက်လိုက်တဲ့အချိန်ကြောင်းမလို့လွင့်ထွက်သွားခဲ့တယ်လို့ ိန်တို့ကလည်းအရှိန်လွန်သွားတဲ့ကားကိုမနေထိန်းလိုက်ရင်းနဲ့လမ်းဘေးကဆိုင်းမုတ်တခုကိုတိုက်မိကကားရက်သွားခဲ့ပါတယ်။အမှသူတို့ကကြောက်ကြောက်လန့်လန့်နဲ့ရင်တိုက်မှုဖြစ်တဲ့နေရာကိုလှမ်းကြည့်လိုက်တဲ့အခါမှာတော့လဲကျငိန်တက်နေတဲ့ကောင်မလေးကိုတွေ့လိုက်ရပါတယ်။လဲကျသွားတဲ့ကောင်မလေးကိုကူညီဖို့အတွက်ဂျိန်းကတော့ကားပြင်ကိုထွက်ဖို့လုပ်ခဲ့ပါတယ်။ဒါပေမဲ့တန်ကထွက်သင့်မထွက်သင့်တွေ့ဝင်နေခဲ့ပြီးတော့ရုတ်တရက်လမ်းအကွေ့ဘက်စီကနေပြီးတော့တခြားကားတစ်စီးလာနေရတွေ့ရကြောင်းမလို့ပြဿနာကြီးကြီးမားမားဖြစ်လာက ဂျိန်းတယောက်ဒုက္ခရောက်မှာဆိုတာကြောင့်မလို့လဲကြနေတဲ့ကောင်မလေးကိုခြံထားပြီးတော့ကားအမြန်မောင်းထွက်လိုက်ဖို့အတွက်တန်အပြောလိုက်တာကြောင့်ဂျိန်းကလည်းကားအမောင်းထွက်လာခဲ့ပါတယ်။အလုံးနဲ့ကားတိုက်မှုဖြစ်ခဲ့ပြီးတဲ့နောက်ရက်မှာတော့တန်ကဘွေနေသမင်အခမ်းအနားတစ်ခုမှာကင်မရာမန်တယောက်ဖြစ်ရိုက်ကူးရေးကိုလှုပ်ဆောင်နေခဲ့ပါတယ်။တန်ကသူ့ရဲ့တငယ်ချင်းဖြစ်တဲ့နှုတ်ကိုဓာတ်ပုံရိုက်ပေးနေရကနေပြီးတော့သိပ္ပံမေဂျာကအကြောင်းသားအကြောင်းသူများအားလုံးကိုအုပ်စုလိုက်ဓာတ်ပုံရိုက်မှာဖြစ်တာကြောင့် group photo ရိုက်မဲ့စီကိုတွားလိုက်ကဓာတ်ပုံကင်မရာကိုချိန်လိုက်ပါတယ်။ တန်ဟာအုပ်စုလိုက်တန်းစီနေကြတဲ့ចောင်းသားကြီးတွေမှာဝိညာဉ်တစ်ခုကိုတွေ့လိုက်ရတာကြောင့်မလို့အံအားတင်သွားခဲ့ပြီးတော့တေချောင်းလို့ကင်မရာကိုဖယ်ပြီးတော့ကြည့်လိုက်ပင်မဲ့ဘာမှမတွေ့ရအောင်အံအားတင်သွားခဲ့ရပါတယ်။အဲဒီနောက်မှာဓပုံတွေကိုရိုက်ယူခဲ့ပြီးတော့ရိုက်လာတဲ့ flint ကိုဓပုံကူးကန်းထဲမှာဂျိန်းနဲ့အတူကူးနေခဲ့ပါတယ်။တန်ကဂျိန်းကိုပုံမှန်နိုင်မဲ့စကားပြောနေရကြောင်းဂျိန်းဟာ flint ကူးကန်းထဲကအပြင်ကိုထွက်လာခဲ့ပြီးတော့လူတစ်ယောက်လုံးကိုကားနဲ့တိုက်ခိုက်ရတော့မှဘာကြောင့်များအခုလိုမျိုးအေးအေးဆေးဆေးနေနိုင်ရလဲဆိုပြီးတော့တန်ကိုမေးလိုက်ပါတယ်။တန်ကတော့ကားတိုက်မှုဖြစ်သွားကြတဲ့က သူကတော့အိမ်မပျော်ခဲ့ကြအောင်ပြောတာကြောင့်မလို့ဂျင်းကကားတိုက်တုံးကအနည်းဆုံးတော့စင်းကြီးခဲ့ကြတဲ့ကြောင်ပြောလိုက်ပါရီတန်ကတော့ဒါဟာမတော်တဆမှုသာဖြစ်ကြောင်ပေါ့ပေါ့တနန်မပြောလိုက်တာကြောင်ဂျင်းလည်းပဲကိုယ်တိုင်တိုက်သူမဟုတ်တာကြောင်အခုလို့ပေါ့ပေါ့တနန်နေပြောနေရဆိုပြီးတော့အပြစ်ပြောတာထွက်သွားခဲ့ပါရီနောက်တနေ့မှာတော့တန်ကသူရိုက်ထားတဲ့ဘွဲယူတဲ့ဓပုံလေးကိုဆိုင်မှာသွားပြုလိုက်ပြီးတော့ပုံလေးကိုကြည့်လိုက်တဲ့အခါမှာတော့ပုံလေးကအလင်းရောင်နေဝင်ပြီးတော့မပြီးမပြင်းနေပါနေရာကြောင်ဆိုင်ရှင်ကိုဆက်ပြက်နေရလားဆိုပြီးတော့မေးလိုက်ပါရီ ဆန်ရှင်ကဆက်မပြတ်ကြအောင်ပြောလိုက်ပြီးတော့တန်ရဲ့ဖလင်ကိုပါယူပြလိုက်ပါလိမ့်။ဖလင်လက်ထဲမှာလည်းပဲအလင်းတွေဝင်နေရာကြောင့်တန်လည်းပဲအံ့ဩသွားခဲ့ပါလိမ့်။တပတ်မှာတော့ဂျိန်းကတန်ရဲ့အိမ်ကိုရောက်နေခဲ့ပြီးတော့ဖလင်စီးတဲ့အခန်းထဲကအတန်ကြားတာကြောင့်ဖလင်စီးတဲ့ခန်းစီကိုသွားလိုက်ပါလိမ့်။အခန်းဝရောက်တဲ့အခါမှာတော့တကားလက်ကင်ဘူးကသူ့လိုလိုလေလာခဲ့တာကြောင့်ဂျိန်းလည်းပဲလန်သွားခဲ့ပါလိမ့်။အဲဒီနောက်တော့စူးစမ်းနေတဲ့သဘောကြောင့်မလို့အခန်းထဲကိုဝင်ကြည့်လိုက်တဲ့အခါမှာတော့အခန်းထဲကဘေးစင်ရေတွေကသူ့လိုလိုထွက်ကြနေတာကိုတွေ့လိုက်ရပါတယ် နောက်တော့သူဝင်လာတဲ့တကားကပိတ်သွားခဲ့ပြီးတော့ဘေးစင်တွေကနေလက်ချောင်းတွေဆပြီးတော့ပေါ်လာကနောက်တော့တရေမတကောင်ကဖြည်းဖြည်းချင်းပေါ်လာခဲ့ပါလိမ့်။ဂျိန်းလေးပဲတကားကိုစူးစားဖွင့်ကအပြင်ကိုထွက်ဖို့လုပ်ပေမဲ့တကားကလည်းဖွင့်မရဖြစ်နေခဲ့ပါလိမ့်။အဲဒီနောက်တော့ဘေးစင်တွေကတရေမကမတ်တက်ထားလာခဲ့ပြီးတော့ဂျိန်းတယောက်လည်းလန်လို့သွားခဲ့ပါလိမ့်။ဂျိန်းကအိမ်မက်ဆိုးကြောင့်ထိတ်လန့်နေခဲ့ပြီးကားတိုက်တဲ့ကိစ္စကိုတွေးတောမိလိုက်ပါလိမ့်။ဒါကြောင့်နောက်တနေ့မှာတော့တန်စီကိုရောက်လာခဲ့ကတန်ရိုက်ထားတဲ့အလင်းဝင်ထားတဲ့ပုံတွေကိုကြည့်လိုက်ရင်လည်း သူ့ကားနဲ့တိုက်မိခဲ့တဲ့ကောင်မလေးရဲ့အခြေအနေကိုသိကျင်လာခဲ့ပါတယ်။အဲဒါကြောင့်တိုင်နဲ့တူတူစိတ်ပြေလက်ပြောက်ကောင်းမှုကုသိုလ်တွေတွားလုပ်ခဲ့တယ်လို့သတင်းဌာနတွေမှာလည်းယင်တိုက်မှုသတင်းကိုစုံစမ်းနေခဲ့ပါတယ်။အဲဒါအပြင်သူတို့ယင်တိုက်မှုဖြစ်ခဲ့တဲ့နေရာကလမ်းလုံးညုံရင်ဝန်ထမ်းတယောက်ကိုလည်းဒီနေရာမှာလူသိမှုဖြစ်မဖြစ်ကိုစုံစမ်းခဲ့ပါတယ်။ဒါမဲ့အားလုံးကကြောညာဘုတ်လောက်ကိုသာတိုက်သွားတဲ့မတော်တဆမှုလောက်သာဖြစ်ကြောင်းပြောလိုက်တာကြောင့်တန်တို့လည်းအံ့ဩသွားရပါတယ်။တန်ကဓာတ်ပုံတွေကပုံရင်ကိုတေးချောင်းအောင်သူ့ရဲ့ဖလင်ကန်းထဲမှာနောက်တစ်ခါထပ်ပြီးတော့စစ်စစ်ကြည့်ခဲ့ပါလိ အဲ့ဒီပုံလေးကကောင်မလေးကအစာဘိမ်းမှာတော့ဘေးတစောင်းလေးကြည့်နေခဲ့ပြီးတော့တန်ကြည့်နေတုန်းမှာတက်မတ်ကိုဖြက်ကနေလှဲ့လိုက်တာကြောင့်တန်လေးပဲလန်သွားခဲ့ပါလေအသေးစားကြည့်လိုက်တော့မှပုံလေးကတရေပုံလေးကပုံမှန်တိုင်းပြန်ဖြစ်နေတာကိုတွေ့လိုက်ရပါလေအဲ့ဒါကြောင့်တန်လေးပဲဓာတ်ပုံဆိုင်ရှင်စီကိုတွားလိုက်ပြီးတော့ဘွယ်နင်းသမီးမှာရိုက်လာတော့ကပုံမှာပါလာခဲ့တဲ့တရေပုံပြလိုက်ပြီးတော့အကျိုးအကြောင်းမေးကြည့်လိုက်ပါလေဆိုင်ရှင်ကတော့တန်အောင်ကြည့်ပြီးတော့ရီလိုက်ပါလေဟာဒါကကင်မရာတပည့် exposure လို့ခေါ်တဲ့ပုံနှစ်ထပ်ဖြစ်ခြင်းသာဖြစ်ကြောင်းပြောလိုက်ပါလေ တပတ်မှာတော့ဂျိန်းကဓာတ်ပုံတင်တဲ့တခုမှတက်နေရင်းနဲ့ဝိညာဉ်ပုံရင်းကြောင့်စိတ်ထဲမှာကတိကောက်ဖြစ်နေရတဲ့အတွက်သင်္ကန်းစာမှာပါစိတ်မပါကြောင်းအပြင်ကိုထွက်လာခဲ့ပါလိမ့်အပြင်ကိုလျှောက်လာရင်းနဲ့လမ်းမေးရမဂဇင်းအယောင်းဆိုင်တခုမှာတရေဓာတ်ပုံတွေအကြောင်းကိုရေးထားတဲ့မဂဇင်းတခုကိုတွေးလိုက်တာကြောင့်မလို့ကောက်ယူပြီးတော့ဖတ်ကြည့်လိုက်ပါလိမ့်အဲဒီနောက်တော့စိတ်ကူးတခုရာသွားခဲ့ပါလိမ့်တန်ကတော့အိမ်ကဖလင်ကန်နဲ့မှပဲရှိနေခဲ့ပြီးတော့ဓာတ်ပုံကဖလင်တချို့ကိုစီးနေတော့မှသူ့ဘေးကိုဂျမ်းအားရောက်လာတာကြောင့်ပြန်လာဆိုးတဲ့အကြောင်းပြောလိုက်ပါတယ် အဲဒီနောက်တော့အပြင်ဘက်ကဖုန်းဝင်လာအောင်သူသွားကင်လိုက်မဲ့အကြောင်းပြောကအပြင်ထွက်သွားခဲ့ပါလေတန်တယောက်တည်းမထားလိုက်မိတာကတော့ဂျင်းကသူ့ဘေးမှာလာပြီးတော့ရက်နေပေမဲ့ဖလီစည်းကန်ထဲမှာတန်တယောက်သေးရဲ့ပုံရိပ်ပဲပုံနေခဲ့တာဖြစ်ပါလေအဲ့တော့မသိတဲ့တန်ကအပြင်ထွက်ပြီးတော့ဖုန်းကင်လိုက်တဲ့အခါမှာတော့တပတ်ကဖုန်းပြောနေတဲ့သူကဂျင်းပြင်နေရာကြောင်းအံအားတင်သွားပြီးတော့ဖလင်စည်းကန်စီကိုပြန်ကြည့်နေလိုက်ပါလေနောက်တော့ဖလင်ကန်တွေကိုပြန်သွားကြည့်လိုက်တဲ့အခါမှာတော့ဘသူမှရှိမနေတာကိုတွေ့လိုက်ရပါလေအဲ့နောက်တော့တန်ကဂျင်းနဲ့တူတူကားမောင်းပြီးတော့ ဒိန်းတွေးခဲ့တဲ့မဂဇင်းစာအုပ်ရဲ့ထုတ်ဝေသူစီကိုတွားခဲ့ကြပါတယ်။တန်ကကားမောင်းနေနေဇက်ကိုနှိပ်နေရကြောင်းဂျိန်းကအကျိုးအကြောင်းကိုမေးလိုက်ပါတယ်။တန်ကတော့ရင်တိုက်မှုဖြစ်ပြီးကတည်းကဇက်နာနေရဖြစ်ကြောင်းပြောလိုက်ပါတယ်။အဲနောက်တော့သူတို့ကမဂဇင်းထုတ်သူနဲ့တွေးခဲ့ပြီးတော့မဂဇင်းထဲကတရေပုံတွေကကွန်ပျူတာနဲ့တမင်လုပ်ထားတာဖြစ်ကြောင်းပြောပြလိုက်ပြီးတော့လက်တွေ့ပါလုပ်ပြလိုက်ပါတယ်။ဒါမဲ့ပုံကိုတော့ကွန်ပျူတာနဲ့လုပ်တာမဟုတ်ဘဲနဲ့တချို့ပုံတွေကတော့အစစ်တွေဖြစ်ကြောင်းပြောခဲ့ပါတယ်။တန်ကပုံအစစ်ဖြစ်ကြောင်းကိုဘယ်လိုယုံရမလဲမေးရကြောင်း တာဝန်ခံကချက်ချင်းရိုက်ချက်ချင်းထွက်တဲ့ Polaroid ကင်မရာနဲ့ရိုက်ထားတာတွေဖြစ်ကြောင်းပြန်ပြောလိုက်ပါတယ်။တာဝန်ခံကသူ့အတွေ့အကြုံအရတော့ပုံထဲမှာတရေတွေပေါ်တယ်ဆိုတာကတရေတွေကပုံနဲ့ပတ်သက်သူတွေကိုတခုခုသတိပေးနေတာပဲဖြစ်ဖြစ်တခုခုကိုအကူအညီတောင်းနေတာပဲဖြစ်ဖြစ်အဲ့လိုမျိုးအကြောင်းတွေကြောင့်သာပေါ်လာတတ်တာဖြစ်ကြောင်းပြောလိုက်ပါတယ်။နောက်တစ်နေ့မှာတော့တန်ကမင်္ဂလာဆောင်နဲ့တရွဲကိုအင်ဒိုပုံရိုက်နေခဲ့ပါတယ်။လိုရင်းလိုပုံတွေကိုရိုက်ပြီးမှတော့နောက်တစ်မျိုးရိုက်ဖို့အတွက်မင်္ဂလာမောင်နှံကိုဝစ်စားလဲခိုင်းလိုက်ပါတယ်။ အဝေးစားလဲကန်းလေးကိုတခြားသူတွေဝင်သွားမှာတန်ကစတူဒီယိုထဲမှာတယောက်တည်းဂျန်နေခဲ့ပါရီအဲ့အချိန်ရုတ်တရက်အခမ်းအမီးတွေကတဖြက်ဖြက်ဖြစ်လာခဲ့ပြီးတော့မီးတွေမှိတ်ကျသွားခဲ့ပါရီနောက်တော့မီးရောင်ကတစ်ချက်တစ်ချက်လင်းလာလိုက်မှောင်ကျသွားလိုက်ဖြစ်နေခဲ့ပြီးတန်အားလဲအမှောင်ထဲမှာတယောက်ယောက်ကဝင်တိုးနေတယ်လို့ခံစားရတာကြောင့်အတူတူအလုံးလုံးနေတဲ့အမ်လို့ထင်ပြီးတော့အမ်ရဲ့နာမည်ကိုခေါ်ကမေးနေခဲ့ပါရီဒါပေမဲ့မီးတစ်ခါအလင်းမှာတော့မိမတယောက်ရဲ့ပုံရိပ်ကိုတွေ့လိုက်ရပြီးအဲဒီနောက်တော့ မီးရောင်တစ်ခါလင်းနိုင်အဲ့ဒီအမျိုးသမီးကတဏှာကိုပြောင်းပြောင်းနေခဲ့ပါလိမ့်နောက်ဆုံးမှတော့တန်ကမင်းစီကိုသွားကမင်းကိုတင်လိုက်ချိန်မှာတော့မီးလင်းလာခဲ့ပြီးအခန်းထဲမှာဘသူမှရှိမနေတာကိုတွေ့လိုက်ရပါလိမ့်အချိန်ကြီးကသူ့ရဲ့ဇက်ရောဂါကပိုပိုဆိုးလာတာကြောင့်တန်ကစီးကန်းကိုသွားကပြခဲ့ပါလိမ့်ဓမ္မမရခင်ပေါင်ချိန်ကြည့်လိုက်တဲ့အခါမှာတော့တန်ရဲ့ပေါင်ချိန်ကတမျိုးဖြစ်နေရာကြောင့်ဆီယာမကတခါထက်ကချိန်စီခဲ့ရပါလိမ့်အဲဒီနောက်တော့လိုအပ်တဲ့ဓမ္မတွေကိုရိုက်ပြီးတော့စစ်ဆေးတာတွေကိုလုတ်ခဲ့ပြီးမြဘာမှထူးခြားတာမတွေ့ရတာကြောင့် ောက်ဆေးယူပြီးတော့အိမ်ကိုပြန်ဖို့လုပ်ခဲ့ရပါတယ်။တောက်ဆေးယူဖို့အတွက်ဆေးတွဲနေတဲ့ဆီယာမောက်ကိုစောင့်နေတော့မှာရုတ်တရက်ဆီယာမောက်ရဲ့နှုတ်ကနေပြီးတော့လူလိန်ဆိုတဲ့ဇကားကိုကြားလိုက်ရအောင်တန်ကလည်းဆီယာမောက်ကိုဘာပြောရလဲဆိုပြီးတော့မေးလိုက်ပါတယ်။ဆီယာမောက်ကလည်းတန်ဘာပြောမှန်းမသိရအောင်တန်ကိုမောကြည့်လိုက်ပြီးတော့သူ့ဆေးသူဆက်လုပ်နေခဲ့ပါတယ်။ဒါမဲ့တန်ကလူလိန်ဆိုတဲ့ဇကားကိုဆီယာမောက်စီကနေထတ်ကြားလိုက်တာကြောင့်ကြောက်လန့်ကထွက်ပြေးခဲ့ပါတော့တယ်။နောက်တော့တန်ကအိမ်မြန်ရောက်လာခဲ့ပြီးတော့တရေပုံပါတဲ့ဓာတ်ပုံတွေကိုပြန်ကြည့်နေပါတယ်။ သူရှိရာ TV မှာကတော့နှံကောင်တွေမေးလိုက်တဲ့အကြောင်းဖော်ပြနေပါတယ်။နှံကောင်တွေကမေးလိုက်ခါနီးမှာမီတာ100လောက်ကနေပြီးတော့အမားတကောင်ရဲ့အနံ့ကိုရားတက်ကြကြအောင်နောက်တော့အဖိုးကောင်ကအမားအကောင်ကိုမေးလိုက်ဖို့အတွက်ချင်းကပ်လာကြအောင်အဲဒီနောက်တော့မေးစားလိုက်ဖို့အတွက်အဖိုးကောင်ကအမားရဲ့ဗိုက်သားနာကိုကတ်နိုင်သမျှကတ်ထားရကြအောင်အဲဒီနောက်တော့အမားကောင်ကသတိဝင်လာပြီးတော့အဖိုးကောင်တတိတိနဲ့စားတော့ပြစ်ကြအောင် TV ကတင်ဆက်ပေးနေပါတယ်အဲဒီနောက်တော့တန်ကစာသင်ခန်းတစ်ခုလေးကိုရောက်သွားခဲ့ပြီးတော့ဘယ်သူမှမရှိတဲ့စာသင်ခန်းလေးမှာ ကောင်မလေးယောက်တည်းထိုင်နေတာကိုတွေ့လိုက်ရပါတယ်။တန်ကကောင်မလေးစီကိုရှောက်သွားလိုက်ပြီးတော့ကောင်မလေးရဲ့အနားကိုရောက်သွားတဲ့အခါမှာတော့ကောင်မလေးရဲ့ဗဇက်ကနေသူ့ရဲ့အန်နေခဲ့ပြီးတော့တန်ကိုလည်းတဖြည်းဖြည်းချင်းလှည့်ကြည့်တဲ့အခါမှာတော့သူ့ရဲ့ပြည်နေတဲ့မျက်လုံးလေးနဲ့ကောင်မလေးတယောက်ကိုတွေ့လိုက်ရပါတယ်။နောက်တော့တန်လေးပဲလန်နိုးသွားခဲ့ပါတော့တယ်။တန်လေးအိယာကလန်နိုးလာခဲ့ပြီးအပြင်ကိုထွက်လာတဲ့အခါမှာတော့ဇလန်းအဆမှာမင်္ဂလာဆောင်နေခဲ့တဲ့တွန်းရောက်လာခဲ့ပါတယ်။တွန်းကတန့်ကိုဟိုကောင်မလေးကိုမှတ်မိသေးလားဆိုပြီးတော့မေးလိုက်ကအဲဒီတော့ကဓာတ်ပုံလေးကိုသူ့ကိုပေးဖို့တောင်းခဲ့ပါတယ် ဲ့ဒါအပြင်သူတည်တော့မယ်ဆိုပြီးတော့လည်းပြောနေတာကြောင့်မလို့တန်ကစိတ်အေးထားဖို့အတွက်ပြောလိုက်ပြီးတော့သွန်းရဲ့မိမစီကိုဖုန်းဆက်လိုက်ပါရီဒါပေမဲ့တန်ဖုန်းဆက်နေတော့မှာပဲသွန်းကပျောက်သွားခဲ့ပါရီအဲနောက်တော့တန်လေးပဲဓာတ်ပုံတွေကိုပြန်ရှာနေခဲ့ပြီးဂျင်းကရောက်လာခဲ့ပါရီဂျင်းကတန်ရဲ့ဇပွဲပေါ်ကပုံတွေကိုဆက်စုကြည့်ရင်းကနေသုံးတဲ့ဆောင်ကိုတွေးလိုက်တာကြောင့်အဲဒီအကြောင်းဆောင်စီကို Polaroid ကင်မရာကိုကိုင်ကရောက်လာခဲ့ပါရီကျောင်းဆောင်လေးမှာဟိုးတီတီရှောက်ရိုက်ကတရေကိုရှာနေခဲ့ပြီးတော့နောက်ဆုံးမှာတော့ကျောင်းရဲ့ ဖမ်းမလင်းနေထားတဲ့အခန်းထဲမှာတရေပုံရိပ်ကိုဖမ်းမိခဲ့ပါတယ်။တကယ်တမ်းတရေပုံရိပ်ကိုတွေ့တဲ့အခါမှာတော့ဂျင်းလဲပဲလက်ငါထွက်ပြေးခဲ့ပါတယ်။ဒါပေမဲ့လေမတိုက်ပါဘဲနဲ့နေရန်ကဓာတ်ပုံတစ်ခုကပြုတ်ကျလာအောင်မလို့ဂျင်းလဲပဲကြာသွားတဲ့ဓာတ်ပုံစီကိုသွားကြည့်လိုက်ပါတယ်။ဓာတ်ပုံကတော့1995ခုနှစ်မှာအထူးကျွန်ဆုံးចောင်းသားစုကိုရရှိသွားတဲ့မနီနာဖာချွန်စုံငန်းဆိုတဲ့ចောင်းသူရဲ့ပုံရိပ်ပဲဖြစ်ပါတယ်။အဲ့ဒီပုံရိပ်ကိုမြင်လိုက်တာနဲ့ဂျင်းကကောင်မလေးကသူ့ကားနဲ့တိုက်ခိုက်တဲ့ကောင်မလေးဆိုတာသိလိုက်ရပါတယ်။ အဲဒါကြောင့်ဂျိန်းကတန်မြင့်အေဗန်နီတဲကတဆင်းနင့်နဲ့ပတ်သက်တာတွေကိုရှာကြည့်လိုက်တဲ့အခါမှာတော့နင့်နဲ့တန်တွဲရိုက်ထားတဲ့ပုံကိုတွေ့လိုက်ရပါတယ်။တပတ်မှလည်းပဲတန်ရဲ့တငယ်ချင်း၃ယောက်စလုံးကတိုက်တွေပေါ်ကနေကိုတက်တည်သွားခဲ့ကြပါတယ်။ဂျိန်းကနင့်နဲ့တန်တွဲရိုက်ထားတဲ့ပုံကိုတွေ့ပြီးတဲ့နောက်မှာတော့တန်ကိုအကျိုးကြောင်းမေးခဲ့ပါတယ်။တန်ကတချိန်လုံးကနင့်ဟာသူနဲ့ချစ်သူတွေဖြစ်ခဲ့ကြအောင်အနေအေးပြီးတော့တီးတန့်နေတဲ့နှစ်ကိုသူကဆပြီးတော့ချင်းကပ်ရာကနေနှစ်ယောက်သားကချစ်သူတွေဖြစ်သွားခဲ့ကြအောင်အတူတူအိတ်ခဲကြတဲ့အထိရင်းနှီးခဲ့ကြကြအောင် သူရမ်းလိုချင်နေတဲ့ကင်မရာလေးကိုလည်းနစ်ကအမှတ်တရဝယ်ပေးခဲ့ကြောင်းဒါပေမဲ့တနေ့မှာတော့သူ့ရဲ့ဘော်ဒါတွေဖြစ်ကြတဲ့သုံးလုံးနဲ့တူတူဓာတ်လေကားထဲမှာနစ်ကိုတွေ့ကြကြောင်းနေရဲ့ပုံစံကြောင့်သုံးတို့ကနစ်ကိုလောင်ခဲ့ကြကြောင်းအဲဒါကြောင့်သူကလည်းနစ်ကိုသဘောမကျတော့တဲ့အတွက်လမ်းခွဲခဲ့ကြောင်းအဲနောက်မှာတော့နစ်ကသူ့ရဲ့အခန်းထဲထိရောက်လာခဲ့ပြီးတော့သူ့ကိုသူတက်တယ်ဖို့လှုပ်တယ်ကြောင်းအဲ့ဒီကြောင့်ကိုတုံးတို့ကိုပြောပြတော့တုံးတို့ကသူတို့ကြည့်ရှင်းလိုက်မယ်လို့ပြောတာကြောင်းနောက်တော့တုံးတို့ဘလို့ရှင်းလိုက်မှမသိပြီမလေနစ်ပြောက်သွားကြောင်းစအရီကိုတန်ကဂျင်းကိုပြောပြခဲ့ပါလေ ိုင်းနောက်ပိုင်းမှာတော့တန်ကအင်သာတက်နေနေနစ်ကိုတွေ့လိုက်ရသလိုကားမောင်းလာရင်းနဲ့လည်းနစ်ဟာကားပြီးကနေလိုက်လာတာကိုတွေ့ရတာကြောင့်မလို့ကားတိုက်မိမလို့အထိဖြစ်လာတာကြောင့်မလို့နေရဲ့အင်ကိုသွားကစုံစမ်းမှုတက်လုပ်ခဲ့ပါရီတန်နဲ့ဂျင်းတို့ကနစ်အင်ကိုသွားပြီးတော့နေရဲ့အမိနဲ့တွေ့ခဲ့ကြပါရီအမေပြည်သူကတော့နေအိမ်နေရာကြောင်ခဏနေခေါ်ပြီးမဲ့ကြောင်ပြောကထွက်သွားတာကြောင်တန်တို့လည်းစောင့်မနေတော့ဘဲနဲ့နေရဲ့အခန်းလေးကိုတက်လာခဲ့ပါရီအခန်းထဲမှာတော့အယိုးကြနေတဲ့နစ်ကိုတွေ့လိုက်ရပါရီနောက်တော့တန်တို့ဟာနေရဲ့တရေပုံပါနေတဲ့ဓာတ်ပုံကိုပြလိုက်ပြီးတော့ နေ့တရောက်မကြိုသေးရကြောင်းအလောင်းကိုတကြိုးစီခြင်းကြောင်းပြောလိုက်ပါလေတကယ်တော့နှစ်ကဘန်ကောက်မှာကြောင်းတက်ရာကနေအင်ကိုပြန်လာခဲ့ပြီးတော့ဆေးတောက်ကတက်တည်ဖို့ကြိုးစားခဲ့တာကြောင်းအမေဖြစ်သူကဆေးရုံကိုတင်ပေးထားခဲ့ပြီးတော့ဆေးရုံပေါ်ရောက်တဲ့အခါမှာတော့ဆေးရုံပေါ်ကနေခုံချကတက်တည်သွားခဲ့တာဖြစ်ပါလေသမီးရဲ့အလောင်းကိုမပြည့်ရတာကြောင်းမတကြိုပဲနဲ့နေနေခဲ့တာဖြစ်ပါလေတန်ဟာနေ့ရဲ့အင်ကပြန်လာပြီးရဲ့နောက်မှာတော့ဂျိန်းနဲ့တူတူအိတ်နေခဲ့ပါလေအင်မယာဖြစ်နေတဲ့တန်ကိုဂျိန်းကစူးစမ်းအိတ်ဖို့ပြောနေပေမယ့်တန်ကတော့အိတ်မပြောဖြစ်နေခဲ့ပါလေအဲဒီနောက်တော့ ဂျင်းကအိပ်ပျော်သွားခဲ့ပြီးအိပ်ပျော်လူလူတန်ရဲ့ဆောင်ကိုတယောက်ကဆွဲလိုက်တာကြောင့်တန်လေးပဲနိုးလာခဲ့ပါလေ။ဂရင်ချင်းကိုကြိလိုက်တဲ့အခါမှာတော့နစ်ကိုတွေးလိုက်ရပြီးနစ်ဟာဂရင်ပေါ်တက်လာခဲ့တာကြောင့်တန်ဟာဂျင်းကိုနိုးလိုက်ပါလေ။ဂျင်းကတော့နိုးမလာခဲ့ပေမဲ့နစ်ကတော့ပျောက်သွားခဲ့ပါလေ။တန်ဟာနစ်ကိုဟိုကြည့်ဒီကြည့်လိုက်ရှာနေလိုက်ပေမဲ့မတွေ့ခဲ့ပဲနဲ့ဖြစ်နေခဲ့ပြီးတော့ဂျင်းကိုလှဲကြည့်လိုက်တဲ့အခါမှာတော့ဂျင်းကိုမတွေ့ရကြောင့်ဘေးကိုလှဲကြည့်လိုက်တဲ့အခါမှာနစ်ကသူ့ရဲ့နောက်ကနေဘွားကနေပေါ်လာခဲ့ပါလေ။ တန်ကလည်းကြောက်လန့်ပြီးတော့အခန်းပြုံထွက်သွားခဲ့ပြီးလေကနေပြုတ်ချခဲ့ပါလေ။လေကချင်းမှဂျင်းကိုတွေးလိုက်ရပြီးတော့ဂျင်းကသူ့ကိုတယောက်ထဲထားခဲ့တာကြောင့်တန်ကိုအပြစ်တင်နေတုန်းမှဂျင်းရဲ့လက်ကဝက်ကသွေးတွေပေးချန်နေခဲ့ပြီးတန်ကိုကင်ကသူတလောက်ချစ်တာတော့မှသူ့ကိုထားခဲ့တယ်ဆိုပြီးတော့ပြောက အတင်းဆွဲထားတာကြောင့်မလို့ပရင်းပေါက်ကနေပြီးတော့တန်လေးပဲထွက်ပြေးခဲ့ရပါလေ။ပရင်းပေါက်အပြင်ဘက်လေကားကနေတန်ဟာဆင်းပြေးခဲ့သလိုနေ့တည်းရဲကလည်းအပေါ်ကနေလေးဘက်တောက်ကြီးဆင်းလိုက်လာတာကြောင့် တန်လေကြောက်ကြောက်လန့်လန့်နဲ့စင်းရင်ပြုတ်ကျသွားပါတော့တယ်။တန်ဟာစင်းုံပေါ်မှာနိုးလာခဲ့ပြီးဘေးမှာတော့ဂျိန်းကရှိနေခဲ့ပါလိ။တန်ပြန်ကောင်းလာပြီးတဲ့နောက်မှာတော့ဂျိန်းကတန်နဲ့တူတူနေတော့ကဓာတ်ပုံတွေကိုပြန်လေထုတ်ကြည့်လိုက်နေနေရဲ့ဝိညာဉ်ကိုတွေးလိုက်ရပါလိ။ပုံတွေကိုအမြန်ကြည့်လိုက်တဲ့အခါမှာတော့နေရဲ့တရေဝိညာဉ်ကတန်ရဲ့အခန်းနှောင်းကဗီဒီယိုတွေကိုတွားနေရတွေ့တာကြောင့်မလို့ဂျိန်းလည်းပဲတန်ရဲ့ဗီဒီယိုကိုလိုက်ရှာနေတဲ့ဓာတ်ပုံတစ်ခုကိုတွေးလိုက်ပါလိ။နောက်တော့ဖလင်ငန်းတဲ့ဝင်ကပုံဆေးကကြည့်လိုက်ပါလိ။ ဒါကြောင့်ဂျိန်းကသုံးတို့ကနစ်ကိုအာဓမဂျိန်းတဲ့ပုံကိုတွေးလိုက်ရပြီးတော့အချင်းတွေကိုဆက်ဆက်ကတွေးမိလိုက်ပါ रे အိုင်နော့တော့ဖလင်ငန်းတွေကိုနစ်ဝင်လာခဲ့ပြီးဂျိန်းကတန့်ကိုလူယုံမှာဆိုပြီးတော့ပြောကအခန်းထဲကထွက်သွားခဲ့ပါ रे တန့်ကသုံးတို့နစ်ကိုအာဓမဂျိန်းနေရာကိုတွေ့ပေမဲ့သုံးတို့ကအတင်းအကျပ်ဓာတ်ပုံရိုက်ခိုင်းတာကြောင့်မလို့လူငယ်စိတ်နဲ့ကြောက်လန့်ကဓာတ်ပုံရိုက်ပေးခဲ့ကြောင်းနစ်ကလည်းသူ့ကိုတွေ့တဲ့အချိန်မှာကူညီဖို့ပြောပေမဲ့သူကမကူညီခဲ့ပေနဲ့နစ်ကိုမရင်းကျင်းနေကြတာကိုဓာတ်ပုံရိုက်ပေးခဲ့ရကြောင်းဝန်ခံလိုက်ပါ रे ဲအကြောင်းဂျုံမာရီတန့်ကိုထားကထွက်သွားခဲ့ပါ ರಿ ဂျိန်းထွက်သွားပြီးတဲ့နောက်မှာတသက်လုံးအတူတူနေချင်းတဲ့နစ်ကိုထွက်လာခဲ့ဖို့တပြောလိုက်ပါ ರಿ အဲနောက်တော့ပိုလာရိုက်ကင်မရာကိုယူကသူခန်းလေးကနေရာအနှံ့ကိုရှောက်ရိုက်လိုက်ပေမဲ့နစ်ကိုမတွေ့ရကြောင်းကင်မရာကိုလွှင့်ပစ်လိုက်ပါ ರಿ အဲတော့မှကင်မရာကသူ့ဘက်ကိုလဲထွက်သွားကဓာတ်ပုံတစ်ပုံကိုရိုက်လိုက်ပါ ರಿ အဲအကြောင်းတန်လေးပဲကင်မရာစီကိုသွားကဓာတ်ပုံကိုယူလိုက်ပြီးတော့ကြည့်တဲ့အခါမှာတော့သူ့ရဲ့ဂုတ်ပေါ်မှာခွာနေတဲ့နစ်ကိုတွေ့လိုက်ရပါ ರಿ အဲနောက်တော့နစ်ကတန်းရဲ့မျက်လုံးလေးကိုပိတ်ထားလိုက်တာကြောင့် တန်လေးပဲဟိုဒီဒီလျှောက်သွားရင်းနဲ့ပရင်မောက်ဘော်ကနေပြုတ်ကျသွားခဲ့ပါလေပရင်မောက်ဘော်ကပြုတ်ကျပြီမဲ့တန်ဟာမသေးခဲ့ပါဘူးတန်ဟာဆင်းရုံကိုရောက်သွားခဲ့ပြီးတော့ဦးကောင်းထိပ်ပြီးတော့ငူငောင်ငောင်ဖြစ်နေတဲ့တန်ကိုဂျင်းကလာကြည့်ခဲ့ပါလေဂျင်းကတန်ကိုကြည့်ပြီးတော့တနာနေရာကြောင်းတန်အခန်းထဲကိုဝင်သွားလိုက်ကတန်ကိုကြည့်နေခဲ့တယ်လို့တန်ရဲ့အခန်းတကားအမှန်တည်းမှာတော့တန်ကိုဂုတ်ကနေပြီးတော့ခွာစည်းနေတဲ့နေ့ရဲ့ပုံရိပ်ကလည်းပုံနေခဲ့ပါတော့လေဇလန်လေးကတော့ဒီညမှာပဲအဆုံးသက်ထားခဲ့ပါလေခင်ဗျဒါကမိန်းကလေးတယောက်ရဲ့အချက်ကိုမထီမဲ့မြင်ပြုခဲ့တဲ့လူတစုကို ဝိညာဉ်ဘွားနဲ့ပြန်ပြီးတော့လဆားချေခဲ့တဲ့ကောင်မလေးတယောက်ရဲ့ဇလံအကြောင်းပဲဖြစ်ပါတယ်။ဒီဇလံကနေပြီးတော့အချက်ကိုမစော်ကားတင်ကြောင်းဘွားတွေကိုတန်မှုထားတင်ကြောင်းဆိုတဲ့အတွေးတွေကိုလည်းရရှိစေပါတယ်။အကြောပြင်ပြောရမယ်ဆိုလို့ရှိရင်တော့ဒီဇကားလေးကကြီးစုသူတွေအတွက်ထိုက်တန်တဲ့ကားလေးသာဖြစ်ကြောင်းပြောကြရင်နေပဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်းဒီမှာနေမယ်အဆုံးသတ်လိုက်ရပါတယ်ခင်ဗျ။ဟုတ်ကဲ့ပါအဆုံးနဲ့အားပေးကြည့်ရှုခဲ့ကြတဲ့ GMI ရဲ့ပရိသတ်များလေးပဲကျမ်းမာရှင်းလင်းကြပါစေ။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ။